င်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ30ရက်နေ့ Radio NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ဓမ္မဆုံးတင်ပြပေးမယ့်သတင်းကတော့ဇိုတော်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ American Florida ရောင်နေ Live in Florida ဂီတဖျော်ပြပွဲမှာ American Dollar 9000ကျော်ရရှိခဲ့တဲ့သတင်းဖြစ်ပါတယ်။စူရော်လီလီနဲ့ချစ်သူဝီတို့ရဲ့ American Florida ရောင်နေ Live in Florida ဂီတဖျော်ပြပွဲမှာ American Dollar 9000ကျော်ရရှိခဲ့တယ်လို့သိရပါတယ် ဇွန်လ28ရက်ကအမေရိကန်ပြည်ထောင်စုဖလော်ရီဒါမှာရောင်နီ live in Florida ဂီတဖျော်ဖြေပွဲကိုကျင်းပခဲ့ပါတယ်။ဆူရော်လီလင်းနဲ့ချစ်သူဝေတို့ဦးဆောင်တင်ဆက်တဲ့ရောင်နီ live in Florida ဂီတဖျော်ဖြေပွဲကိုမြို့သားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စမအောင်နဲ့မြန်မာအင်အားစုများလည်းတက်ရောက်ခဲ့ကြပါတယ်။ပြောပြပွဲမှာတော်လေးရမုံငွေ9000ကျွတ်ရရှိခဲ့ပါတယ်ရှင်။ဆလတ်တင်ပြမဲ့တဲ့ရင်ကတော့စေအုပ်စုကပြင်ဆင်လှုပ်ဆောင်နေတဲ့အတူရောက်ရွေးကောက်ပွဲကို နိုင်ငံတကာကအသိမမပြုဖို့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrew ကတိုက်တွန်းသွားခဲ့တဲ့သတင်းဖြစ်ပါတယ်။ဆေးဥစုကပြင်ဆင်လှုပ်ဆောင်နေတဲ့အထူးရောင်းရွေးကောက်ပွဲကိုနိုင်ငံတကာကအသိမမပြုဖို့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrew ကတိုက်တွန်းသွားခဲ့တယ်လို့ NGO လူခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးပြောပါတယ်။59ကြိမ်မြောက်ကုလသမဂ္ဂလူခွင့်ရေးညီလာခံမှာမြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrew ကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုနှုတ်နဲ့တင်ပြခဲ့ပါတယ်။ ဂျမတ်အုပ်စုရဲ့လှုပ်ဆောင်မှုတွေကြောင့်မြမပြည်သူတွေလူသားချင်းစာနာမှုအကူအညီထူးလိုအပ်နေတဲ့အကြောင်းကိုမိမောင်းထုတ်တင်ပြသွားပါတယ်လူသားချင်းစာနာမှုအကူအညီတွေကိုရအောင်လှုပ်ဆောင်မှုလိုအပ်နေတဲ့ခုလိုချိန်မျိုးမှာနိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေညှော့နယ်လာတဲ့ပေါ်ဆိုရင်မိတဲ့အကြောင်းတွေကိုတင်ပြပြောဆိုခဲ့ပါတယ်စီအုပ်စုပေါ်ငွေကြေးဗန္နာငွေစီးဆင်းနေမှုတွေကိုရပ်တန့်အောင်လှုပ်ဆောင်ဖို့လက်နက်တင်ဖို့ရောင်းချမှုတွေကိုပိတ်ဆို့ဖို့နဲ့ စီအုပ်စုကပြင်ဆင်လှုပ်ဆောင်နေတဲ့အတူအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိအမှတ်မပြုဖို့လဲတိုက်တွန်းသွားခဲ့ပါတယ်လို့ဝန်ကြီးကပြောပါတယ်။စီအုပ်စုကတူယောင်ရွေးကောက်ပွဲထွက်ပေါက်တဲ့နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုရရှိအောင်လှုပ်ဆောင်နေတာကိုလည်းအတိအမှတ်မပြုဖို့အထူးရေးချီးလှတယ်လို့လူခွင့်ရေးဝန်ကြီးကလည်းမှတ်ချက်ပြုပြောထားပါတယ်ရှင်။ Federal Democracy ဖွဲ့စည်းပုံခြေခံဥပဒေမိတ်ဆက်ဆွေးနွေးပွဲမြို့သားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးပါဝင်ဆွေးနွေးမဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမိတ်ဆက်ဆွေးနွေးပွဲမှာမြူသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးပါဝင်ဆွေးနွေးမယ်လို့သိရပါဗျ။ဇူလိုင်လ2ရက်နေ့မှာကျင်းပမယ့်အဆိုပါဆွေးနွေးပွဲကို Zoom meeting ကတက်ဆက်ကျင်းပမှာဖြစ်တယ်လို့သိရပါဗျ။မြူသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးဦးဆောင်ဆွေးနွေးမယ်။နာဂတ်နိုင်ငံထူထောင်ရေးမှာအရေးကြီးခန်းနာတစ်ခုဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမိတ်ဆက်ဆွေးနွေးပွဲတို့တက်ရောက်ဆွေးနွေးကြပါရန်ဖိတ်ကြားအပ်ပါတယ်လို့ ကိုရီးယားသမ္မတနိုင်ငံ NGO ကိုစလဲယုံကလည်းအသိပေးကြေညာထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မိုင်းဝီမြို့မှာနေအိမ်တအိမ်မိလာမှုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး BSLF တရနယ်လီမီတက်တပ်ဖွဲ့တောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ပြည်သူလူထုများဝိုင်းဝန်းငိမ့်သက်တဲ့သတင်းဖြစ်ပါတယ်။တောင်ပြည်တပ်မဟာချောင်းနယ်မြေနမ်ခန့်ခရိုင်မိုင်းဝီမြို့ရက်ွက်တက်မှာနေအိမ်တအိမ်မိလာမှုဖြစ်ပွားခဲ့တယ်လို့ TNL ကတီးပြုတ်ထုတ်ပြန်ပါတယ်။ဖြစ်စဉ်မှာယမန်နေ့ဇွန်လ29ရက်နေ့နနက်9:50မိနစ်အချိန်တွင် တော်စော့ခင်သည်ပြင်သွားနေစမှာအိမ်မကျဲရှိတဲ့စိတ်ကျမ်းမာရေးချွန်ရင်သူဦဤဖတ်သည်နေအိမ်ကိုမီးရှို့ခဲ့တယ်လို့သိရပါတယ်။ဆိုပါနေရင်တွင်ရှိပစ္စည်းများအလုံးမီးလောင်ဆုံးရှုံးသွားခဲ့ပြီးစုစုပေါင်းကာလတန်ဖိုး88သိန်းကျော်မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။မီးလောင်နေစဉ်ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL မီးတပ်တပ်ဖွဲ့တောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ပြည်သူလူထုများဝိုင်းဝန်းပြီးနနက်၈နာရီမိနစ်20အချိန်မီးငြိမ်းသက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတပ်မတော်ဗဟိုဌာနချုပ်တွေမျိုးသမီးများ၏ပါဝင်မှုနှင့်ငြိမ်းချမ်းရေးတိဆောက်ရေးကဏ္ဍများတွင်ရေးပါမှုများကိုဆွေးနွေးတင်ကြားတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတက်မတော်ဗဟိုဌာနချုပ်မှမျိုးသမီးများ၏ပါဝင်မှုနှင့်ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍများတွင်ရေးပါမှုများကိုဆွေးနွေးတင်ကြားခဲ့ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတက်တော်ဗဟိုဌာနချုပ်ဒေါက်တာမန်စကန်းရှိရဲဘော်များအား Women Peace and Security WPS တင်နန်းကိုဇွန်လ14ရက်နဲ့15ရက်နေ့များမှာကျင်းပခဲ့ပါတယ်။တင်နန်းမှာမြို့သူများ၏ပါဝင်မှုနှင့်ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍများတွင်ရေးပါမှုများကိုဆွေးနွေးတင်ကြားခဲ့ပြီးတာဝန်ထမ်းဆောင်ရနေရာများတွင်အသုံးချနိုင်ရေးအတွက်လက်ညွှန်ချက်များပေးအပ်ခဲ့ကြပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။